ပေါ်ရအောင်မယ်မင်္ဂလာပါ။ဘာပဲကြည့်ကြည့်မကြည့်ဝမ် channel ကို subscribe လုပ်ဘေးနားအကောင်းလုံးနှိပ်ထားပြီးတော့ဒီနေ့ရုပ်ရှင်ကားလေး VPN လေးဖွင့်ပြီးတော့ခြေသေးတော်မြေတားရက်ခန့်ရင်းနဲ့ဒီနေ့ season လေးကိုစလိုက်ကြအောင်ပါခင်ဗျာ။အချိန်ရပြည်2003ခုနှစ်ကဖြစ်ပြီးတော့အရှိဂျာဘာကျွန်းရဲ့လမ်းတနေရာမှာ ကားစည်းကိုကားသမားနဲ့သူ့ရဲ့နောက်လိုက်ကစစ်ဆေးပြင်ဆင်နေကြပြီးတော့နောက်ကျနေဖြစ်တာကြောင့်မြန်မြန်ပြင်ဖို့ကားသမားကညွှန်ကြားနေပါလေ။ကောင်းမမတော့အမျိုးသားနဲ့အမျိုးသမီး 15ရောက်လောက်ကခီးသွားတွေဖြစ်နေလိုက်ပါပို့ဆောင်နေတာကိုတွေ့ရပါတယ်။ Frankie ကခက်ဝဝလူတယောက်ဖြစ်ပြီးတော့သူ crash နေတဲ့ Nanin ဆိုရယ်ရေစေးငါအဟိုင်လေးကိုလမ်းခီးမှာအိတ်ချင်လာပါကသူ့ရဲ့ပြည့်ပြည့်ဖြိုးဖြိုးပခုံးမမအိဆက်နေအောင်ခေါင်းအောင်အိတ်လို့ရာချောင်းကိုပြောပါတယ်။အဲ့ချိန်မှာပဲနောက်ကျနေဝါဒီကအမြန်ပြေးလာကြောင်းသူ့ရဲ့ချစ်သူ Hendra ကကားပေါ်ဆွဲတင်ပေးလိုက်ရပါတယ်။ဝါဒီကမိဘရဲ့ခွင့်ပြုချက်မရတဲ့အတွက်အတိုက်ခံလုပ်နေတဲ့နောက်ကျနေကြရတာပဲဖြစ်ပါတယ်။အဲ့ချိန်မှာမှာဖတ်ချိန်ရောက်လာကြောင်း အားလုံးကဆူတောင်းရွတ်ဆိုလိုက်ကြပါလိမ့်။ခီးတင်စားမှာတော့အားလုံးကတက်ကြွပျော်ရွှင်နေကြပြီးတော့ဝေးလုံးနဲ့ခီးရဲ့လမ်းတစ်ဝက်အရောက်မှာအားလုံးအိပ်ပျော်သွားကြပါလိမ့်။ဖရန်ကီကလမ်းနိုးလာချိန်မှာသူ့ရဲ့ပခုံးမိသားသူကနာနေမဟုတ်ပဲဒွီဖြစ်နေပြီးတော့နာနေကတော့အန်နာရဲ့ပခုံးမှာအိပ်ပျော်နေခဲ့ပါလိမ့်။ဖရန်ကီကသူမျောလင်းထားသလိုဖြစ်မလာခဲ့တာကြောင့်အလွန်တရာမှဒေါသထွက်ပြီးတော့ဒွီကိုတွန်းလှော့ကာအာဘုံစောနန်းနေသူ့ပခုံးမှာသေရေရွှဲကုန်ပြီလို့ပြောပြလိုက်ပါလိမ့်။ဖရန်ကီကဟိုရောက်ရင်သူ့အင်ဂျီကိုမီးရှို့ပေးရတော့မယ်လို့ပြောနေခဲ့ပါလိမ့်။ မတားခင်မှာပဲသူတို့အလုံးလုံးရမယ်ဂျော်နာတွေကစက်ယုံကိုရောက်လာခဲကြတော့တာပါသူတို့ကစက်ယုံက TV ဂျော်နာတွေကနေလည်းမတူကြောင်းအတင်းပြောနေကြပါလိမ့်သူတို့ကစက်ယုံကိုလမ်းကြည့်နေမျောလင်းချက်ကိုစီနဲ့ပျော်ရွှင်နေကြပါလိမ့်အဲစက်ယုံကိုရောက်တဲ့အခါမှာတော့မန်နေဂျာဖြစ်ရန်တူတူအမျိုးသမီးမာနီကသူတို့နေရမယ့်ခန်းနံပါတ်နဲ့တွဲနေရမယ့်သူတို့ရဲ့နာမည်စင်းကိုကြေညာပါလိမ့်နာနေ အန်ဒါဝါဒီနဲ့ရာနီတို့ကတကန်းတူတူနေထိုင်ကြပြီးတော့ညသာတူတူစားကတယောက်နဲ့တယောက်မိတ်ဆက်နေကြပါလိမ့် မကြာခင်မှာပဲရင်နွေးငွေအဝေါ်တန်ကြောင့်အန်နာပရင်းပေါက်ကနေထားကြည့်လိုက်ပြီးအေယာဝင်မှုအချက်ပေးတန်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။အန်နာအဲ့ဒီစိတ်တောက်တောက်စိတ်ယုံကြီးကိုစိတ်ဝင်စားလို့နေပါတယ်။ဟင်ဒရာကတော့အရှင်းဝေးပြူပြီးတော့ပစိုးချုပ်ကခေါဖို့အတွက်ခါလိုက်ချိန်မှာကြောက်စရာများနိုင်တဲ့ကိုတွေးလိုက်တာကြောင့်ထိတ်လန့်သွားပြီမဲ့ဇဝေးဇဝါဖြစ်သွားခဲ့ပါတယ်။အန်နာမိဖို့ကန်းနဲ့ဝင်ပြီးတော့တယောက်တည်းရင်နွေးတောက်နေစင်မှာအပေါ်ဘက်ကတခုခုပြစ်ချနေတဲ့ကိုကြားနေရပြီးသူ့ရဲ့ရှေ့ဘက်အခန်းကနေတစုံတစ်ခုကဖြတ်ပြေးသွားသလိုမျိုးခံစားလိုက်ရပါတယ်။ အန်အားဖြတ်ပြီးသွားတဲ့ယာကိုတငယ်ချင်းတွေလိုထင်နေပြီးတော့သူတို့ရဲ့နာမည်တွေကိုခေါ်ကြည့်ကလိုက်လံရှာဖွေပါလိမ့်အပြင်ထွက်တဲ့တကားစီကိုရောက်တဲ့အခါကုလေးတွေမှာတစုံတစ်ယောက်ကတကားကိုဖွင့်သွားသလိုလှုပ်ကြံနေခဲ့တာကြောင့်အန်အားအပြင်ကိုထွက်ကြည့်လိုက်ပါလိမ့်အန်အားတစ်ပြေးနဲ့ခြံဝါးထိရောက်လာပြီးတော့ဇူးစမ်းလိုစိမ့်နဲ့လမ်းမပေါ်ကိုတက်လာခဲ့ပါလိမ့်အန်အားစီကံချက်တွေကိုဖောက်ဖြတ်ပြီးတော့အစာအုပ်ကိုတယောက်တည်းပဲရှောက်ပတ်ကြည့်ရှုနေခဲ့ပါလိမ့်အစာအုပ်တစ်ခုတည်းဝင်ရောက်သွားချိန်မှာတော့အိုရီတန်တို့ချို့သားကြားလိုက်ရပြီးလူသူလေးပါကင်းစင်လျက်ရှိနေပါလိမ့် အန်နာအတန်လာရနေရာတွေကိုဟိုဒီဒီရှောက်ပြီးတော့ကြည့်နေပြီမဲနောက်ဘက်ခန်းထဲကခေါင်းမီးချုံထားလူတယောက်ကိုတော့ဒရီမထားမိပဲရှိနေခဲ့ပါလေအန်နာကသချင်းစိုးတန်းလိုလိုဒူရီယာတီးခတ်တန်လိုလိုတွေကိုကြားရတာကြောင့်အစာအုပ်တစ်ခုရဲ့တကားဘွားကိုသွားကြည့်တော့တကားပိတ်ထားအတွက်ဘေးဘက်အပေါ်နားကပွင့်နေတဲ့အပေါက်ကနေတက်ပြီးတော့ချောင်းကြည့်လိုက်ပါလေအထဲမှာတော့အန်နာဂရောင်းဖွဲလို့ထင်ရတဲ့ဖွဲဖွဲကပြားစားတစ်ခုကိုကပြနေပြီးတော့ကြီးစုသူတွေလည်းရှိနေပါလေအန်နာဘာရီလဲဆိုပြီးတော့အုံနောက်ကိုလှုပ်ပေးနေချိန်မှာပဲအဲ့ဒီဖွဲသားတွေကအန်နာကိုမြင်သွားပြီးတော့အားလုံးက ပြုံးကလေးတစ်ပြားနဲ့အတူတူလှည့်ကြည့်လိုက်ပါလေရုပ်တရက်အကြီးခံလိုက်တဲ့ကအဲဒါလန့်သွားပြီးတော့နောက်ဘက်ကိုပက်လက်လန်နေကြသွားပါလေအောက်ကိုပြုတ်ကျသွားနေတဲ့ပြိုင်နဲ့ထဲမှာပဲသူလဲတုံးချီတင်းပြီးတော့ထွက်ပြေးခဲ့ပါတော့လေနောက်နေ့မှာတော့ရာနီကဝါတီကိုနှုတ်ဆက်ပြီးတော့အရင်ဆုံးသွားနှင်းလိုက်ကမကြခင်မှာပဲနာနေနဲ့အန်နာတို့ကထွက်လာခဲ့တာကြောင့်တောင်းသာအလုပ်ရဲ့ပထမဆုံးနေ့ကိုခြိတက်လာခဲ့ကြပါလေအန်နာမင်းညတကားဖွေပြီးတော့အပြင်ထွက်ကြသေးလားဆိုတာကိုဝါတီနဲ့နာနေကိုမေးကြည့်တဲ့အခါတယောက်မှအပြင်မထွက်ကြတဲ့ကြောင့်သိလိုက်ရပါလေ အလုတ်ကရောက်တော့မန်နေဂျာမာနီကဇာစာမင်းလုံချုံရေးမွာရာနိုနဲ့ကာနိုတို့နဲ့မိတ်ဆက်ပေးပါတယ်။မာနီကညာမထွက်ရစီကန်းချောင်းပြောပြပြီးတော့ပထမစီတန်းအားလုံးအိမ်နီးနားမှာရှိနေစေဖို့ဖြစ်ပြီးဒုတိယရေနွေးငွေ့အော်အော်တန်ကတော့အဆောင်ထဲကနေအပြေမထွက်ရတော့ဖို့အတွက်ဖြေချောင်းကိုပြောပြပါတယ်။သုံးရက်တွဲမှာကြံရင်ကျိတ်ဆက်စတင်လဲပတ်မှာဖြစ်တာကြောင့်စူပါဗိုက်တာတွေခေါ်တဲ့နောက်ကိုလိုက်သွားဖို့အတွက်မာနီကပြောကလူခွဲပေးလိုက်ပါတယ်။ဖရန်ကီယာတစ်ဖွဲ့ဖာရီနဲ့ဟင်ဒရာတစ်ဖွဲ့ကြပြီးတော့နာနေနဲ့ဝါတီတို့ကတစ်ဖွဲ့ကြခဲ့ပါတယ်။ အန်နာရောမာနီကသူ့ရဲ့ရုံးခန်းမှာအကူအညီပေးရမယ်ဆိုတာပြောပြီးတော့ခေါ်သွားခဲ့ပါတယ်။ယောက်ျားလေးတန်ကြံဆိုင်ခင်းနေမှာခုတ်စည်းကကားရီဘော်တင်ပေးကြပြီးတော့နာနေကတော့ကားဝင်ထွက်စင်းတွေကိုဘောင်းချဖြတ်ပေးရပါတယ်။ဝါဒီကတော့ကွန်ပျူတာနဲ့ကားဝင်ကားထွက်တွေကိုတာလီချိုးပြီးတော့မှတ်သားနေပါတယ်။အန်နာဆိုင်ဖိုင်တချို့ကိုသွားပို့နေငှက်ကလေးတစ်ကောင်ပြုတ်ကျနေရကြောင်းအတိုက်ထဲကိုပြန်ထည့်ပေးနေချိန်မှာကောင်းနာလှုပ်တာအကြောင်းတိုက်ဆိုင်မှာကပြန်ပြီးတော့ကောင်းချိုးပေးနိုင်ကြောင်းလောကမှာဘယ်ရာကမှအချင်းကြီးမဖြစ်ကြောင်းဘာညာနဲ့အန်နာကိုပြောကထွက်သွားလိုက်ပါတယ်။ ခဏနားယူချိန်မှာဒွေကဇယုံကမီးလောင်မှုကြောင့်ပြောတာကိုမယုံတာကြောင့်မီးလောင်မှုအသေးစားသိတဲ့ Frankie ကိုခေါ်သွားခဲ့ပါတယ်။ Frankie ရဲ့ပြောပြချက်အရဇယုံရဲ့ဂိုဒေါင်ထဲမှာမီးလောင်ခဲ့ပြီးတော့ဘိမီနယ်သူတွေအားလုံးကတေဆုံးသွားတဲ့အကြောင်းကိုပြောပြပါတယ်။သူတို့အားလုံးကမူးနေကြပြီးတော့ဂိုဒေါင်လဲတောဖွင့်လို့မရချိန်မှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးတော့အားလုံးကအရှင်နဲ့လက်မီးလောင်တေဆုံးသွားကြောင်းကိုလည်းသိလိုက်ရပါတယ်။လူတွေကလည်းပူရဲပူရဲဆွဲအံတွေကိုနောက်ဆုံးအော်ဟစ်သွားကြပြီးတော့အဲနောက်ပိုင်းဇယုံမှာစီတံတွေရေနွေးငွေအော်အံတွေလိုမျိုးစီကံအစ်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ကြောင်းဖရန်ကီကပြောပြပါတယ်။သူတို့ရဲ့ဝိညာဉ်တွေကလည်းဆေးုံထဲမှာလှဲ့လေသွာလာနေကြတဲ့အကြောင်းကိုသိလိုက်ကြပါတယ်။အန်နာမာနီရဲ့ရုံးခန်းထဲမှာဆင်းတွေလုံနေနေ။ကျောင်းဆရာမျက်နှာကြီးတစ်ခုကသူမရဲ့မျက်နှာနာကိုစပိုင်ဒါမန်ကားထဲကလိုဇောက်ထိုးကြီးဆင်းလာကြောင်းထိန်လန့်ကြအော်ဟစ်လိုက်ပါတယ်။အန်နာရုံးခန်းထဲမှာတယောက်တည်းရှိနေအောင်ကျောင်းတုံလုံးစွာနဲ့အပြင်ကိုထွက်ပြေးသွားပါတယ်။အပြင်ဘက်ကိုရောက်တော့အသေးကောင်လုံးတောင်းတောင်းကြီးရှောက်သွားနေရာနီကိုတွေးလိုက်တာကြောင်းနောက်ကနေလိုက်သွားကြည့်ခဲ့ပါတော့တယ်။အန်နာရာနီကိုလမ်းခေါ်ပြီးတော့မေးစာရှိတောင်းပြောတဲ့အခါ ။ဘာလို့မေးမှလဲလို့ရာနီကပြန်ပြောပါတယ်။မင်းညာတော်အဆောင်ကနေထွက်သွားသေးလားလို့မေးလိုက်ပါတယ်။အဲဒီအချိန်မှာရာနီကဘိုးတခါဝါရောင်နဲ့ကရုံးမသေးပုံပြောင်းသွားပြီးတော့ရီလုံးငုံတို့ကြီးနဲ့အန်တာစီကိုပြေးလာခဲ့တာကြောင့်အများထွက်ပြေးလာခဲ့ရပါတယ်။ကရုံးကင်းနေဖြစ်ပြီးတော့ဆောက်တဲ့ကနေထွက်ပြေးလာတဲ့အန်တာကိုလုံုံကြီးတွေကတခုခုအသိနေသလိုမျိုးအဆောင်ပြန်ပြီးတော့အနားယူလိုက်ဖို့ပြောပါတယ်။အပြင်ရောက်တော့နေလေပါရင်နားယူပြီးတော့ပြန်လာရာနီကိုဝါဒီနဲ့နာနေတို့နဲ့အတူတူတွေ့ရတဲ့အခါခုနအခန်းထဲမှာသူစကားပြောခဲ့တာဘာလို့လဲဆိုတာကိုအန်တာတွေးမိနေပါတော့တယ်။ ညမရောက်တဲ့အခါမှာတော့လုံခြုံရေးဖြစ်တဲ့ကာနိုနဲ့ရာနိုဒိုးဆက်ကစားကြရင်လည်းစေယုံကလာစာကောင်းပြီးတော့နေစာစားစရာလေးပေးမိမယ်။ရွာနီးချုပ်ဆက်ကလူတွေကဘယ်သူမှအလုံးမလုံးချင်းကြတဲ့အကြောင်းဒါတော်မလို့စေယုံကသူတွေကတခြားမျိုးတွေရာသူတွေကြီးတာဖြစ်နေကြတာဖြစ်ကြောင်းကိုဒွီနဲ့ဖရန်ကီကိုပြောပြပါရယ်။ဒွီရတရေရီရှိတာကြောင့်လားလို့မေးတဲ့အခါကာနိုကဟိုးမန်ကြောင့်ဝင်ခံလိုက်ပြီးတော့ဒါရက်ဆိုတာကကိုလိုနီခေတ်ကတရေတွေကနေရာနဲ့မှာရှိနေရာဖြစ်ကြောင်းကိုပြောလာပါရယ်။အနီးနားမှာစိတ်ချမ်းမာရေးမကောင်းမနဲ့တေဆုံးတာ တရေဖြစ်သွားတဲ့တရေတကောင်ကဟိုနာပေါ်လာလိုက်ဒီနာပေါ်လာလိုက်နဲ့မကြာခဏတွေ့ရတဲ့အကြောင်းသူလည်းတွေ့ရင်ပြေးမလွတ်ကြကြောင်းကိုလုံကြုံကြီးကဆက်ပြီးတော့ပြောလိုက်ပါတယ်။သူရဲ့လက်ကလွတ်ချင်ရေချင်းချင်းပြောဆိုခွေနှောင်းမှသာတရေကလှုပ်ပေးတာဖြစ်ကြောင်းကိုလည်းသိလိုက်ကြပါတယ်။ခဏနေတော့နောက်ကျနေရာကြောင့် Frankie နဲ့ Dwee ကအိတ်ဆောင်ရှိရာကိုအ мян ပြန်ပြီးတော့ပြေးကြချိန်မှာပဲရင်ငွေငွေအော်တန်ထွက်လာကြောင်းပို့ပြီးတော့တုတ်ချေတင်လိုက်ကြပါတယ်။ဝါဒီတော့ဆောင်းမလို့ဆရာရှိတာတွေလုံနေကြရင်းနဲ့သူနဲ့ဟင်ရွာကလူကြီးတွေရဲ့တောင်းဆိုမှုတွေနဲ့ တင်းကျပ်မှုတွေကြောင့်စိတ်ညစ်နေရကြောင်းညီးတွားပြောဆိုနေကြပါတယ်။နာနေရသူ့အနေနဲ့အစင်းသိမဖြစ်သေးပဲမိင်္ဂလာဦးညကိုမဖန်တီးခြင်းကြောင်းပြားရည်စမ်းမဖြစ်ဘဲနဲ့ငရုတ်ရည်နဲ့ပတ်သက်လို့ဖြစ်သွားနိုင်ကြောင်းပြောလိုက်ပါတယ်။ဝါဒီယာအန်တာရဲ့သဘောကိုမေးကြည့်တဲ့အခါအန်တာကအသေးကောင်လိုမျိုးစပွဲမှာငုတ်တုတ်မိနေပြီးတော့ဘာမှမကြားလိုက်ပဲရှိနေပါတယ်။အန်တာသမင်းစပွဲပေါ်ကထတ်ထားတဲ့ပကံကိုလှန်လိုက်ချိန်မှာခြေထောက်တွေအများကြီးပါတယ်ကင်းတကောင်ထွက်လာတာကြောင်းအားလုံးလည်းထိတ်လန့်သွားကုန်ကြပါတယ်။တန်းစင်ကန်ထဲမှာငုတ်တုတ်လေးအငြိစေးစွန့်နေတဲ့နာနင်းက မိတွေတဖျားဖျားမိတ်လိုက်ဖွင့်လိုက်လုံနေတဲ့အတွက်ကမန်းကနန်းရေနဲ့ပတ်ပြီးတော့အ мян ထားလိုက်ပါလေအဲ့ဒီမှာပဲနာနေတဲ့နောက်ကမိဂျုံနာတဲ့ရုပ်ပြဆင်းပြတရေတွေကလည်းအတူတူရှိနေတာတွေ့လိုက်ရပါလေနာနေရသတိမထားမိပဲပြန်ထွက်လာချိန်မှာရာနီကတန်းစင်ကန်အဝါကိုရောက်နေပြီးတော့ဘာလားညာလားဖြစ်နေပါလေနာနေကမိပြတ်သွားအဖေကြောင့်ပြောလိုက်တဲ့အတွက်ရာနီကဖွင့်ကြည့်တဲ့အခါမိကလာနေရာကြောင့်ဦးကြောင်ကြောင်ဖြစ်သွားပါလေဟင်ရာတန်းရှင်းလုံရင်းနဲ့ထူးဆန်းတဲ့အတန်တွေကြောင့်အံ့ဩနေပါလေဝေပြည့်ချိန်ရောက်တဲ့အခါမှာဟင်ရာရောဝါတီပါ ဝေပြူနေကြပြီးတော့ဝါတီကတော့အနောက်ဘက်ကနေပူသလိုညော်သလိုရှိတာကြောင့်လန့်ဖြန့်သွားပါလေအနောက်ဘက်မှာမီးလောင်ထားတဲ့အလောင်းတရေကောင်ကရောက်နေပြီးတော့သူကလှည့်ကြည့်လိုက်ချိန်မှာတရေကပျောက်သွားခဲ့တာဖြစ်ပါလေမနက်ခင်းလှုပ်သွားချိန်မှာတော့ဒရီကဟင်ဒရာဟာညတော့အိမ်မက်ပြီးတော့ရောင်အွန်နေတဲ့အကြောင်းကိုပြောတဲ့အခါဝါတီကစိုးရိမ်ပြီးသွားပြီးဘာအိမ်မက်လားညာအိမ်မက်လားဆိုပြီးတော့မေးနေတာကြောင့်ဟင်ဒရာကမပြောချင်ပဲစိတ်တူနေခဲ့ပါလေဖာရီကအိမ်မက်ကအိမ်မက်ပဲမဟုတ်လို့မွတ်စလင်တယောက်အနေနဲ့အယူမသီးတဲ့အကြောင်းကိုဖြောင်းဖြားနေပါလေ ဖရန်ကီကသူ့မှာညစဉ်နာနေနဲ့လက်ထပ်တာကိုအိမ်မက်မက်တဲ့အကြောင်းကိုပြောတော့နာနေကအော်အော်ရီဆိုပြီးတော့ထွက်ပြေးသွားပါလေ။ဒွီကသူ့အနေနဲ့နာနေကိုကြားတဲ့ကနေအားနာမိတာကြောင့်နောက်ညနေမှာထပ်ပြီးတော့မအိပ်စေချင်တော့ဖရန်ကီကိုပြောပါလေ။ဖရန်ကီကသူ့ကိုမြန်မြန်သေးစေချင်တာလားလို့ပြောတဲ့အခါဒွီကမြန်မြန်ကြီးတော့မဖြစ်စေချင်ကြောင်းနဲ့သူတို့မှာပြင်ဆင်ကြရရှိတဲ့အတွက်ဖြည်းဖြည်းမှအေးစေးပဲသေးပေးဖို့ပြောကထွက်သွားခဲ့ပါလေ။ရာနီနဲ့အန်နာကဌာနမတူပဲအလေးချိန်ဌာနကိုသွားလမ်းမှာအတူတူဆုံခဲ့ကြပါတယ်။ရာနီရဲ့ဖိုင်နယ်ကိုသူကပဲယူသွားလိုက်တော့မှဖြစ်ကြောင်းကိုပြောပြီး ် NFI တွေကိုသူကပဲတဲသွားလိုက်ပါလေသူတို့ယောက်ကလူချင်းခွဲလိုက်ကြပြီးတော့ယထာလန်အကူမှာယထာလာနေတာကြောင့်ရာနီကိုသတိပေးဖို့လှမ်းကြည့်လိုက်တဲ့အခါယထာလန်ဘက်မှဖိုင်နေပြုတ်ကျနေတာကိုတွေ့လိုက်ရပါလေဖိုင်နေကိုကုန်းကောင်းနဲ့ရာနီကိုအန်တာကသတိပေးတဲ့အခါရာနီကပြုံးပြုံးကြီးပြန်လဲကြည့်ရင်လည်းဂျန်ဝီတင်လာတဲ့ယထာကိုမျက်နှာချင်းဆိုင်ပြီးတော့ယက်နေပါလေအန်တာကအော်ဟစ်ပြီးတော့ရာနီစီကိုအပြေးလာချိန်မှာယထာကယက်သွားပါလေယထာကယက်သွားပြီးမှဂျန်ဒီကတော့ယထာပေါ်ကနေပြီးရာနီစီကိုအချိန်နဲ့ပြုတ်ကျလာနေတာကြောင့်ရာနီကိုဂျန်တွေကပြိမိသွားပါတော့တယ် မာနီယာကိုလုံးကိုမလုံဘဲနဲ့လူဂျုံပေးတာနဲ့ပတ်သက်ပြီးအန်ဒါကိုစူပူကျိမ်းမောင်းနေပါလေအဲ့ချိန်မှာဆိုင်ုံမူစာမင်းကရောက်လာပြီးတော့ဆက်လက်ပတ်မှုရထားဖို့ကြံပေးတဲ့အခါမန်နေဂျာမာနီကအစားအသောက်ရအစီအပြေကြောင်းအထက်ကိုတင်ပြထားတဲ့အတွက်ဆိုင်ုံရထားဖို့ကမဖြစ်နိုင်ကြောင်းပြောလာပါလေစာမင်းကဆိုင်ုံရဲ့အခြေအနေကောင်းမကောင်းကိုနတ်ဆရာမနဲ့စစ်ဆေးတဲ့အခါအထူးစီရင်ထားတဲ့အုံစိမ်းသီးတွေရဲ့အထဲမှာသွေးပုတ်တွေကင်းချိန်များနဲ့ကင်းမီကောက်တွေထွက်လာတာကိုတွေ့ရတာကြောင့်အခြေအနေမကောင်းမှန်းကိုသိလိုက်ရပါတော့တယ် ။စာမရတာမန်မတော်ဆမှုမဟုတ်ပဲသူ့ရဲ့ခံမှန်းချက်ကမှန်သွားကြီးဖြစ်ကြောင်းကိုမှတ်ချက်ပေးလိုက်ပါလေ။ဒါကြောင့်မလို့သူတို့ကနေ့လယ်ပိုင်းဆက်ပြီးတော့ခေါ်စာပြည့်တရေသာကြွေးတာဖို့အစည်းအဝေးဆွဲရမှာဖြစ်ကြောင်းကိုဆုံးဖြတ်လိုက်ပါလေ။အန်နာတော့အဆူခံလိုက်ရတာကြောင့်တဆုံးဆုံးနဲ့ငိုနေပြီးအဆောင်ကိုပြန်လာနေပါလေ။အဆောင်ဝင်ဝမ်းမှာစောင့်နေတဲ့ဖာရီကမတော်ဆမှုတွေဆိုရင်ကြီးမေးတဲ့အခါအန်နာကတမန်လေးကသူကြုံတွေ့ခဲ့ရပုံချောင်းတွေကိုပြောပြပြီးတော့အလုပ်ပြုံးမှာဆိုးတာကြောင့်အဲ့ဒီ၆ချားစရာတွေဘသူမှမပြောပြခဲ့တာဖြစ်ကြောင်းပြောကံကိုပါတော့လေ။ အန်နာတပြန်ရင်းညသွားပြီးတော့ချောင်းကြည့်ခဲ့တဲ့ဂိုးတောင်ပြတ်သေးမှာတော့စာမင်းနဲ့အောင်လန်းဆရာမဂျီနာကတရေစာကျွေးပြီးခေါ်စာပြစ်ဖို့နွားနှကောင်နဲ့စီမံနေပါလေအောင်လန်းဆရာမဂျီနာကခေါ်စာပြစ်ပြီးပါကပြဿနာတွေထပ်မတက်ပါစေနဲ့ဆိုပြီးတော့စူတောင်းရင်နဲ့စာမင်းကတကားကိုပိတ်ကထားခဲ့လိုက်ပါလေအဆောင်ပြန်လာတဲ့အန်နာကရာနီရဲ့ခန်းထဲကချိုးချိုးအတန်တွေတော့တွန်းဖွင့်လိုက်တဲ့အခါတကားလွယ်တကူပွင့်သွားပြီးတော့ဂရင်းမမတင်မလွဲထားပြီးတော့တစ်ဖက်ကိုလှည့်နေတဲ့ရာနီကိုတွေးလိုက်ရပါလေအန်နာကရာနီရဲ့နာမည်ကိုခေါ်ပြီးတော့ အခန်းထဲဝင်သွားချိန်မှာတကားဝုံနဲ့ပိတ်သွားတာကြောင့်အန်ဒါလန့်သွားပြီးတော့နောက်ပြန်လှည့်ကြည့်ပါလိမ့်အခန်းဝင်သွားကနိုင်မှာကတ်ထားတယ်မှန်ထဲမှာတော့ဂရုံးနီးပါးသပင်ကျိုးတို့ကျဲတဲ့နဲ့ဘိုးတခါဝင်းမျိုးသမီးကထိုင်နေပြီးတော့မတ်တထားရလိုက်ပါလိမ့်ရာနီကိုပြန်လှည့်ကြည့်တော့ရာနီကပြုံးပြုံးနဲ့သူ့စီကိုရှောက်လာခဲ့တာကြောင့်ဘူကန်နေမန်တိသွားကနောက်ဘက်ကိုပြန်လှည့်ကြည့်လိုက်ချိန်မှာဂရုံးမသေးကဝုံနဲ့ခုံအုပ်လိုက်တာကြောင့်အန်ဒါကလန့်ပြီးတော့អော်ထဲလိုက်ပါလိမ့်နာနေတဲ့ဝါဒီတို့ကအန်ဒါရဲ့អော်တန်ကြောင့် အခန်းထဲဝင်လာချိန်မှာရာနီကအခန်းထဲမှာရှိမနေမှတီးလိုက်ရပါတယ်။နာနီကရာနီအတွက်စိတ်ပူနဲ့အန်နာကိုစိတ်ပူမနေဖို့နဲ့သူ့ကိုအိမ်ကိုပြန်လိုက်ဖို့ဖြစ်ကြောင်းအားပေးနှစ်သိမ့်လိုက်တော့မှအန်နာပို့ပြီးတော့ထိတ်လန့်သွားပါတယ်။ဝါဒီယာလုံးရှုံနေကြောင်းဟင်ဒရာကိုဟင်းပို့ပြီးတော့နောက်ကျတဲ့အခါနာနီကအော်မဆွဲခင်အမိသွားပို့ပေးလိုက်ပါတယ်။ဖရန်ကီကတော့နာနီသူ့စီကိုလာတာကအိမ်မလားတကယ်လားဆိုတာဒွီးကိုရိုက်ခိုင်းလိုက်တာကြောင့်အဘအထိုးခံလိုက်ရပြီးနှာခေါင်းသွေးရှန်သွားတော့မှပဲတီးလိုက်တာကနာနီကဟင်ဒရာကိုဟင်းကြိုင်လာပို့တာပဲဖြစ်ပါတယ်။ နာနေရအော်ဆွဲတော့မှဖြစ်တာကြောင့်ခတ်တုတ်တုတ်လေးပြေးလာချိန်မှာနောက်ကပြေးလိုက်လာတဲ့ခြေတန်းလူလူကြားလိုက်တာကြောင့်အဆောင်တကားကိုဖွင့်ကအမြန်ပြေးဝင်လိုက်ပါလေနာနေရခြေတန်းသာကြားပြီမဲ့တကယ်တမ်းမှာမီးလောင်ထားတဲ့တရေတွေကသူ့ရဲ့နောက်ကိုအမှန်တကယ်လိုက်လာခဲ့တာပဲဖြစ်ပါလေနောက်နေ့မနက်မှာတော့စာမေနဲ့ဆရာမဂျီနာကနွားတွေကိုခေါ်တာပြစ်ခဲ့ရဂိုးတောင်ကိုရောက်သွားတဲ့အခါနွားတွေကညာကလေးကထားခဲ့တဲ့အတိုင်းရှိနေခဲ့တဲ့တို့ကအံဩသွားကြပါလေဒါနဲ့ပဲနွားတွေကိုဆဲအောင်မှုစာမေနဲ့အွန်လိုင်းဆာမဂျီနာတို့ကိုယ်တိုင်ခေါင်းပြပြီးတော့ခေါ်စာပြစ်လိုက်ကြကား သွေးတွေကိုလည်းတုံလင်းကြပြီးတော့တခုခုပူးကပ်နေသလိုတရုတ်ဆောင်နေကြပါလေခေါ်တာပြစ်တာကိုတရေတွေလာမစားတဲ့အကြောင်းကာနိုနဲ့ရာနိုကပြောနေကြပြီးတော့ကင်းလဲနေတော့မှရေတဲနေတဲ့လူတယောက်ကိုတွေ့တော့တရေပဲဖြစ်ရမယ်ဆိုပြီးလုံချုံကြီးတွေလည်းထွက်ပြေးကြပါလေဖာရီကအိမ်မထဲမှာသရိုသမီးဝတ်စုံနဲ့ခေါင်းပြအမျိုးသမီးကိုအိမ်မကလန်နိုးလာခဲ့ပါလေနောက်နေ့မနက်လှုပ်သွားတဲ့အချိန်မှာတော့စာမင်းဂျီနာနဲ့မာနီတို့ကလုံချုံကြီးတယောက်နဲ့အတူတူရေတွင်ပြက်စီကိုသွားကြည့်နေတာတွေ့ရပြီးတော့စာမင်းကကြိတ်ဆက်ကိုခဏရထားဖို့ပြောတာကြောင့်ဖာရီကတိတ်ဆိတ်သွားကြည့်တဲ့အခါ အေဂိုကပါဇက်မှာပန်းပွင့်တွေကိုက်ပြီးတော့တေဆုံးနေမှန်းသိလိုက်ရပါတယ်။ဇာမင်နောက်ကရောက်လာကြောင်းဖာရီကလန့်သွားခဲ့ပါတယ်။ဇာမင်ကဖာရီအားတာမန်လူတယောက်မှုတ်တဲ့အတွက်စေုံမှာဖာရီဂျုံခဲ့ရလဲဆိုတာကိုမေးမြန်းလိုက်ပါတယ်။မာနီဂျီနာနဲ့ဇာမင်တို့ကဖာရီနဲ့အန်နာတို့ကိုစစ်ဆေးတဲ့အခါအန်နာဆားရောက်ခြင်းတွေကတွေးကြုံခဲ့ရပုံတွေအကြောင်းကိုပြောပြလိုက်ပါတယ်။ဂျီနာပြောပြချက်အရဝိညာဉ်စိုးရဲ့နောက်ထပ်ပြစ်မှတ်ကရာနီဖြစ်ကြောင်းသိလိုက်တဲ့အတွက်အန်နာကတုံ့လှုပ်သွားခဲ့ပါတယ်။ဒါပြင်ကြံတွေပြီးပြီးတဲ့နောက်ပိုင်းညဘက်တွေမှာရာနီကိုတွေးရကြောင်းလည်း ပြောလာခဲ့ပါလိမ့်တကယ်တမ်းညမထွေးအမိန်ကိုထုတ်ပြန်ခဲ့ရခြင်းမှာလုံသမားတွေကအဲ့ဒီဝိညာဉ်တွေကိုမြင်တွေ့မှာဆိုရင်အားကြောင့်ဖြစ်ကြောင်းဂျီနာဝန်ခံပါလိမ့်အန်ဒါကိုတော်ထဲမှာတွေ့ခဲ့ရတဲ့လူတွေကအရင်ကစိတ်ယုံလုံသမားတွေဖြစ်ကြောင်းမာနီကပြောလာခဲ့ပါလိမ့်ဇွမ်းရီမျိုးရှိတဲ့သူတွေကအိမ်မက်တွေမှန်တတ်တာကြောင့်ဖာရီရဲ့အိမ်မက်ကဘာလဲဆိုတာကိုပြောပြဖို့တိုက်တွန်းပါလိမ့်ဖာရီရဲ့ပထမအိမ်မက်ကကောင်မလေးတယောက်ကိုစိတ်ယုံနေမှာတယောက်တည်းရှောက်သွားနေတာတွေ့ရပြီးတော့သူကအန်ဒါလို့ထင်နေတဲ့အကြောင်းကိုပြောပြပါလိမ့် ဂျီနာမိလောင်မှုဖြစ်ခဲ့တဲ့ကိုတော်ဘသူမှမဝင်ကြဖို့တားမြစ်ထားပေမယ့်အင်ညာကချိုးပေါသူညောင်ရှိခဲ့တဲ့ကြောင်းလိုက်လံရှင်းပြရင်လည်းပြောပြပါလိမ့်ညာလေရောက်တဲ့အခါဂျီနာအစီအစဉ်တစ်ခုကိုပြုလုပ်လိုက်ပြီးဇာမင်းုံလည်းလေပင်းညစ်ကသတိလစ်လူဆဲဆဲမှာဝိညာဉ်ဝင်ပူးစေဖို့ဖန်တီးလိုက်ပါလိမ့်ဇာမင်းအတန်ကြီးပြောင်းသွားပြီးတော့ကဘာကြီးမှာဝိညာဉ်နေတဲ့လူသားတွေကလွာကလေးတစ်ခုချားကဒူဒူကနေထိုင်နေကြခြင်းဖြစ်ကြောင်းကိုပြောလိုက်ပါလိမ့်ကဘာဥစားကလေးကငြင်းညမ်းသွားတူရှင်တွဲနေထိုင်ကြဖို့ဂရီကဘိုးတွေရှိခဲ့ကြတဲ့အကြောင်း ဖောက်ပြတ်သူကဝိညာဉ်ပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်သေပေးရမှာဖြစ်ကြောင်းကိုပြောကာဒိုနီယာရုပ်ကိုခွာစည်းပါလေစာမင်းကပလင်းခွဲတွေမိကြီးခဲတွေကဖျက်ရှောက်ပြိုင်နေခြောက်ချားစရာအခြေအနေကိုဖန်တီးနေခဲ့ပါလေဂျီနာကြာဖို့တွှွှန်းွှန်းရတဲ့ချိန်မှာတော့စာမင်းကလင်မြန်တဲ့ဟုန်နဲ့ထွက်ပြေးသွားပါလေဂျီနာဖာရီအန်နာနဲ့လုံချုံရီကစာမင်းပြေးသွားတဲ့နောက်ကိုအသေးအတန်လိုက်ကြပါတော့လေကိုတောင်တစ်ခုတည်းကိုဖွင့်ပြီးတော့ဝင်သွားကြချိန်မှာကိုလိုနီခေတ်ကလေးကထားရှိခဲ့တဲ့ဝိညာဉ်ပယင်မှာမဟာရာထုရဲ့ရုပ်ထုရှေ့မှာစာမင်းကအယိုသေးပေးလျက်သား တရီလနေတာကိုတွေးလိုက်ရပါတယ်ကိုလိုနီတွေကမဟာရာတုနဲ့ငိမ့်ညမ်းစွာတူရှင်တွဲနေထိုင်ကြဖို့ဂရီထားခဲ့ပေမယ့်ကြံခဲ့တဲ့ခုနှစ်နှစ်ကရွှေပြောင်းလုံသမားတွေကဝိညာဉ်တွေပေါ်စော်ကားသူတွေလုပ်ခဲ့တာကြောင့်ဝိညာဉ်တွေကစတင်ဒေါသထွက်လာပြီးတဲ့နောက်မှာမိလောင်မှုတွေဖြစ်ပွားခဲ့ပြီးတော့လူပေါင်းများစွာဒေဒီခဲ့ကြတာဖြစ်ကြောင်းပြောပြပါတယ်မဟာရာတုကိုပူဇော်ထားတဲ့ရဲနာတွေကိုလည်းတစုံတစ်ယောက်ကတွေးမြင်ကယူသွားခဲ့ပြီးတော့အဲ့ရဲနာတွေကိုလူတွေမမြင်ရအောင်မဟာရာတုကဖန်ဆင်းထားတာဖြစ်ကြောင်းလည်းသိလိုက်ရပါတယ်အဲ့လိုပြောနေချိန်မှာပဲမာနီရဲ့မျက်လုံးတွေက သွေးတွေထွက်လာပြီးတော့ပျော့ခွေကျသွားပါလေဂျီနာပြောင်းနေရွှေရီယာဖာရီရဲ့အိမ်မက်ထဲကသူကယူသွားတာဖြစ်နိုင်တာကြောင့်ကုညီရှာပေးဖို့တောင်းဆိုလိုက်ပါလေနာနေရသူ့အခန်းထဲကိုပြန်ဝင်လာချိန်မှာအိတ်တဲကဆွေငွေရဲနာတွေထွက်ကြနေတဲ့အတွက်ထိတ်လန့်တဲ့အမြန်ကောက်သိမ့်နေချိန်မှာပဲမိလောင်တဲ့လူတွေကသူ့ရဲ့အနားကိုဝိုင်းလာခဲ့တာကြောင့်အလွန်ထိတ်လန့်သွားကအကျယ်ကြီးအော်ဟစ်လိုက်ပါတော့တယ်အဲဒီချိန်မှာပဲဟင်ဒရာကရောက်လာကလှုံ့နှိုးလိုက်မှတရိယာသွားခဲ့ပါလေနာနေရဒီဟာတွေကြောင့်ဖြစ်ရတာဆိုပြီးတော့ရဲနာတွေကိုထုတ်ပြတော့မှာ ဟင်ဒရာဘားကြောင့်ဒါရီယူလာလဲဆိုပြီးတော့ကောပြီးဒါရီကိုအမြန်ပြန်ထားမှာဖြစ်ကြောင်းကိုပြောကာနာနေရဲ့လက်ကိုဆွဲပြီးတော့ထွက်ခဲ့ကြပါလိမ့်သူတို့ထွက်လာချိန်ဟာရင်းနှွေးငွေအော်အော်ဆွဲပြီးချိန်ဖြစ်နေအောင်လူသူကင်းမဲ့လို့နေပါပြီဒါပေမဲ့အပြင်ဘက်ကိုရောက်တဲ့ချိန်မှာတော့မိကျွန်းနေတဲ့ခန္ဓာကိုယ်နဲ့လူသေးပေါင်းများစွာကသူတို့ကိုရက်ဆောင်နေပါတော့တယ်သူကိုလက်ဆွဲထားတဲ့ဟင်ဒရာကခေါင်းတစ်ပတ်လဲပြီးတဲ့နောက်နောက်ပြန်ကြည့်ကာဒါရီအာလုံးမာနေတယ်ဆိုပြီးတော့နာနေကိုပြောလိုက်တာကြောင့်ထိတ်လန့်အော်ဟစ်လိုက်ပြီးမဲ့ဘသူကမှမကြပဲရှိနေခဲ့ပါလိမ့် အဲဒီချိန်မှာမှဟင်ဒရာအစ်စ်ကရောက်လာပြီးတော့နာနေကိုဆွဲခေါ်သွားရဦးချောင်းချောင်းတွေပဲပါသွားခဲ့ပါတော့တယ်။ဝါဒီကဖရန်ကီနဲ့ဒွိကိုဘာတောင်မလို့မာနီရဲ့အင်ကိုဖာရီနဲ့အန်ဒါသွားတာလေလို့မေးပါတယ်။သူတို့ကတိတ်တိတ်လေးစူပေါင်းချက်စားကြဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။နာနေကိုသွားခေါ်နေဟင်ဒရာရောက်မလာသေးတာကြောင့်ဝါဒီတို့ကထွက်လိုက်သွားခဲ့ပါတယ်။ဖာရီနဲ့အန်ဒါလည်းနာနေရဲ့အခန်းရှိကိုရောက်လာပြီးခေါင်းအောက်ကလက်ဝဲရနာပူပစ္စည်းတစ်ခုကိုတွေ့တာကြောင့်အန်ဒါကောက်ပြီးတော့ဘောင်းမီဖိန်တဲကိုထည့်လိုက်ပါတယ်။သူတို့အားလုံးကနာနေကိုလိုက်ရှာပေးမိတယ်။ မတွေ့ရဘဲနဲ့နာနေုံလာခေါ်တဲ့ဟင်ဒရာကလည်းဒူးစမ်းသွားပျောက်ဆုံးလို့နေပါလေအန်နာကအိမ်မက်ထဲကလူနှစ်ယောက်ကယောက်ျားနဲ့မိန်းမလားဆိုပြီးတော့ဖာရီကိုမေးတဲ့အခါအားလုံးကနားမလည်နိုင်ပဲဖြစ်သွားပါလေဒီတော့မှအန်ဒါသူ့ရဲ့ဘောင်းမီဖင်ချက်အိတ်ထဲကလက်ကောက်တကွင်းကိုထုတ်ယူပြီးဇပွဲဘုတ်တင်ကအားလုံးကိုရှင်းပြလိုက်ပါလေဝါရီကသူ့ရဲ့သဲတော်ဘဲတော်လေးကဒါမျိုးမလုပ်နိုင်ကြောင်းပြောကတားဆီးပါလေဖာရီကဒွီနဲ့ဖရန်ကီကိုလုံခြုံရေးတွေကိုသွားခေါ်ဖို့ပြောလိုက်ပြီးတော့အန်ဒါတို့လက်ကောက်ကိုပြကဂျီနောင်းကိုမှန်တိုင်းပြောပြဖို့လွတ်လိုက်ပါလေ ဖာရီယာသူကိုယ်တိုင်ကတော့နာနေတဲ့ဟင်ဒရာကိုမြင်လိုက်သူရှိနေတာကြောင့်လိုက်လံရှာဖွေဖို့ထွက်လာခဲ့ပါလေ။အခန်းတစ်ခုရှိကဖြတ်မှလူတယောက်ကထိတ်လန့်နေသူ့ရဲ့အခန်းထဲကိုဝင်ကြည့်ပေးဖို့ဆွဲခေါ်သွားပါလေ။ဆွဲခေါ်သူကအထဲကိုရောက်တော့ဗီရိုထဲမှာတွေးလိုက်တာကအပြင်ကလူဖြစ်နေခဲ့ပါလေ။ဗီရိုထဲကလူကအပြင်ကဟာကသူမဟုတ်သလိုနဲ့လူလဲမဟုတ်ကြောင်ပြောနေချိန်မှာပဲမဲမဲကောင်းကြီးတကောင်ကခန်းထဲကိုဝင်လာပြီးဖာရီကိုလဲပေးညှစ်ထားလိုက်ပါလေ။ဗီရိုထဲကလူကထွက်ပြေးသွားပြီမဲ့အားတစ်ခုနဲ့ဆွဲယူလိုက်သလိုအိမ်ထဲကိုပြန်ရောက်သွားပါလေ။ ဖာရီကအလားရဲ့နာမည်ကိုတိုင်တယ်လိုက်တာကြောင့်မဲမဲကောင်ကြီးကပျောက်သွားခဲ့ပါလေဖာရီကပြေုံပြန်ပြန်ထွက်လာချိန်မှာတော့ဘီရိုတဲကလူကဘီရိုပြီးနေရာကြောင့်ကဲတင်လိုက်ရပါလေဒွီနဲ့ဖရန်ကီတို့ကစပိန်ဒီစီဖျက်သွားတာကိုတွေ့လိုက်တဲ့အတွက်စောင်းကြည့်နေစမှာမျက်နှာမှာပေါက်ကြီးနဲ့ကိုလိုနီစစ်သားတယောက်ကိုတွေ့ရတာကြောင့်ထွက်ပြေးကြပြန်ပါလေဝါဒီကအန်ဒါနောက်ကိုလိုက်ပြီးတော့ဟင်ဒရာကအားလုံးထင်လို့မဟုတ်ကြောင်းကိုလိုက်လံရှင်းပြပါလေအန်ဒါဝါဒီကိုလဲကြည့်လိုက်ချိန်မှာအပေါ်ကနေဆင်းလာတဲ့ဂရုံးသေးမှကိုတွေ့တာကြောင့်ဝါဒီကိုနောက်ပြန်လှည့်ကြည့်ဖို့ပြောကာဆွဲပြေးလိုက်ပါလေ ဖာရီကဘီလိုပြီးထားသူကိုတိပိမာမိချလိုက်ပြီးဟင်ရာတို့ရှာဖို့ထွက်လာခဲ့ပါလေ။နောက်ကျောမလုံးဖြစ်နေအောင်ဖာရီကနောက်ဖက်ကိုပြန်လဲကြည့်တဲ့အခါဘာမှမတွေ့ရပဲရှိနေခဲ့ပါလေ။အမန်တကယ်မှာမိဂျုံတဲ့အုပ်စုကဖာရီရဲ့နောက်မှာကပ်ပါလာနေတာပဲဖြစ်ပါလေ။ဒွီနဲ့ဖရန်ကီကမျက်နှာပေါက်စပိန်စီတဲ့ရဲ့လက်ကနေလွန့်အောင်ပြေးနေရှေးနားကိုရောက်တဲ့အခါဂျောခိုင်းနဲ့ခေါင်းဝဖားလာနဲ့ဒဲမတယောက်ကချောက်ချားပွဲစည်းဂျုံနေခဲ့တာကြောင့်သူတို့ကနောက်ပြန်ပြေးရပြန်ပါလေ။ဒါမဲ့ဘလူးဝဲပြပြတဲ့မကသူတို့ရှေ့မှာဂျိုဂျိုရောက်နေခဲ့တဲ့အတွက် ဒွီတို့ကအခက်တွေ့နေကြပါလေ။ဒွီကကာနိုပြောထားမှုတဲ့စကားကိုသတိရသွားပြီးရင်ကြီးကြီးနဲ့ခွင်တောင်းကြည့်တဲ့အခါမှတေးမသေးတွေထွက်ကြလာပြီးတော့ခြောက်ကြားပွဲအားမျက်နှာကြီးနဲ့သူတို့ရဲ့နောက်ကိုလိုက်ပါတော့တယ်။ဒွီတို့ကပြေးလွားနေတဲ့ဖာရီနဲ့တဲတဲ့ဒိုးကသူတို့ဟာသေးတွေထွက်ကြနေတဲ့တဲကောင်နဲ့တဲတဲ့ဒိုးခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါလေ။သူတို့သုံးယောက်သားအနောက်ဘက်ဂိုးတောင်စီကိုအတူတူထွက်လာခဲ့လိုက်ကြပါလေ။ဟင်နွားနဲ့နာနေတို့ကလုံကြွေးတွေနဲ့တွေ့နေပြီးအော်ဆွဲပြီးချိန်မှပြေးမှတွေ့တာကြောင့်စစ်စေးမေးမြန်းခြင်းခံရရပါလေ။ လုံချုံရေးရန်တို့ကတခုခုပြန်ထားချိန်မှာကသွားနိုင်ကြောင်းခွင့်ပြုလိုက်တော့မှသူတို့လည်းအမြန်ဆုံးပြီးသွားခဲ့ကြပါလိမ့်။မကြာခင်မှာလုံချုံရေးကာနူကထက်အောင်လာပြီးတော့ဂျီနာရဲ့စွမ်းကတကိုးတွေကိုယ်တိုင်ပစ္စည်းတွေလာပေးရကြောင်းချီးကျူးနေပါလိမ့်။နာနေတဲ့ဟင်ဒွာကိုဂျီနာနဲ့စာမင်တို့ကစောင့်နေပြီးတော့ရန်နာတွေကိုပြန်ပေးတဲ့အခါတခုလုံနေသေးကြောင်းဂျီနာကပြောလိုက်ပါလိမ့်။နောက်ကရောက်လာတဲ့အန်ဒါအဆောင်မှာတွေ့ခဲ့ရတဲ့လက်ကောက်တရံကိုထည့်ပေးမှအာလုံပြေဆုံးသွားခဲ့ပါလိမ့်။ဂျီနာရန်နာတွေကိုမြင်နိုင်သွားတာတခုကြောင့်ဖြစ်ကြောင်း ဘာကြောင့်ဆိုတာကိုအားလုံးဒုက္ခမြောက်ခင်ဝန်ခံတဲ့ညောင်းကိုဖြောင်းပြလိုက်ပါလေ။နာနေကတရှုံချုံငိုနေတဲ့ပထမဆုံးညကသူနဲ့ဟင်ရွာကညဘက်ဆဲုံထဲမှာရှောက်သွားနေတဲ့ခြောက်ချားစရာတွေကိုခံစားခဲ့ရတာကြောင့်နာနေကအနောက်ဘက်ဂိုဒေါင်ထဲကိုဝင်ပြေးသွားမိခဲ့ပါလေ။ဟင်ရွာဂိုဒေါင်ထဲကိုရောက်တော့ဝေစားတွေကိုချွတ်ထားတယ်။နာနေကိုတွေ့ရတာကြောင့်စိတ်ကိုတန်တန်ထိန်းထားပြီးမယ်။သူ့ဤသားတွေရဲ့ဆွဲအားကိုမယုံနိုင်ခဲ့တာကြောင့်နှစ်ယောက်သားရတာရှိတဲ့ရမတ်ချောကလက်ရေးထဲမှာနေမြုပ်ခဲ့ရကြောင်းကိုပြောပြလိုက်ပါလေ။အမန်တကယ်မှာဟင်ရွာကဝါဒီနဲ့နာနေကိုခွာချက်နေရဖြစ်ပြီး ်ဝါဒီရဲ့လက်ကလွတ်အောင်နေဝေးမှာလာအလုံးလုံးခဲ့မိဝါဒီကလိုက်ပါလာတာကြောင့်ညဘက်မှာခိုးလုံးနေကြတာပဲဖြစ်ပါတယ်ပြီးသွားတဲ့အခါမှာနာနင်းကရုပ်တုတစ်ခုရဲ့ရှေ့ကတစ်တာတစ်လုံးကိုဆက်ဆုနဲ့သွားဖွင့်ကြည့်တဲ့အခါမှာတော့ရွှေနဲ့လှုပ်ထားတဲ့ပိုပစ္စည်းမြောင်များကိုတွေးလိုက်ရတော့တာပါဟင်ရွာကစိန်တောက်တောက်ကြီးခံစားနေရတာကြောင့်အမြန်ထွက်သွားဖို့ပြောပေမယ့်နာနင်းကအပိုပစ္စည်းတွေကိုခိုးယူလာခဲ့တဲ့အကြောင်းကိုပြောလာပါတယ်ဒါတွေကြားတော့အခင်သုံးတကယ်ချင်းနဲ့ရီစာကလိုကီနဲ့ကိုတီနေပြီးတော့ချိန်ဝိုင်းဖြစ်နေရကိုဝါတီကတိက ခြေခွဲသွားသလိုနာနင်းကိုတရေကျနေတဲ့ဖရန်ကီကလည်းပြားရီခမ်းပြီးတော့ငေးဥစီဒေတာကြံတော့တဲ့နာနင်းအတွက်ခြေခွဲသွားပြီးတော့အန်ဒါဝါတီကိုနှစ်သိမ့်ပေးနေရပါတယ်။ဂျီလာဒီပြေကြောင့်ဆွေတွေကိုမြင်သွားတာတကြောင်ဖာဒီကဖောက်ပြန်မှုဟာစေတန်အကြိုက်ဆုံးလို့ရဖြစ်ကြောင်းဒါတောင်မလို့တကားတွေကိုတစ်ချက်ပြီးတစ်ချက်ဖွင့်ပေးလိုက်တာဖြစ်ကြောင်းကိုပြောလာခဲ့ပါတယ်။အန်ဒါကဒီကိစ္စတွေဟာသူ့ကြောင့်လို့ထင်နေပြီးတကယ်တမ်းကနာနင်းနဲ့ဟင်ဒရာကြောင့်ဖြစ်မှန်းသိသွားကြောင်းဒေါသထွက်သွားခဲ့ပါတယ်။ နာနေကအားလုံးကသူမရဲ့အဖြစ်ဖြစ်ကြောင်းတောင်းပန်ခဲ့မယ်ဝါဒီကယွန်ရှာကြေကွဲဆက်ယုံကထွက်ပြေးသွားခဲ့ပါတော့တယ်ထွက်ပြေးသွားတဲ့ဝါဒီကပူကက်ခံလိုက်ပြီးတော့လေပုံမှာပြန်ဝဲကကြောက်စရာကြီးတန်းကြောင်းမဲဖွေရမျက်နှာကြီးကိုလှုပ်ပြနေပါလေဖာရီတို့ကထွက်ပြေးသွားတဲ့ဝါဒီကိုလိုက်ရှာနေပြီးကာနိုနဲ့ရာနိုကဝါဒီနဲ့တဲတဲ့တို့ကထိတ်လန့်နေပါတော့တယ်ဝါဒီကနားမလဲတဲ့ဘာသာစကားနဲ့ဂါရာတခုရွတ်ဆူလိုက်တဲ့အခါလုံးကြုံရေးပါဝင်ဖာဒီတို့အုပ်စုနဲ့ဂျီနာစာမင်တို့ကလွဲပြီးတော့အားလုံးကဟောလိဝုဒ်ယုံတန်ဇလန်းတွေတဲကဇွန်ဘီတွေလိုဖြစ်သွားပြီ မိရိနေပလင်းတွေစားတာတွေဖြစ်ကုန်ကြပါလေဂျီနာဝါဒီကိုလက်ထပ်နဲ့ဖမ်းထိန်ပြီးတော့မျက်နှာအောင်တတ်ချပေးမယ်ဒေတောင်ဆောင်နေတဲ့ဝါဒီကဂျီနာကိုဖတ်ပြီးတော့လုံးမာတော့တယ်အန်နာနဲ့နာနေကဝါဒီနဲ့ဂျီနာလုံးနေအောင်ရက်ကြည့်နေတော့အန်နာပုံစံပြောင်းသွားကနံဘက်လဲထိုင်လိုက်ပြီးသူရောက်နေတဲ့နေ့ကကြီးခဲ့ရတဲ့ပြဆက်ကိုမိအောင်ရိတ်ထဲမှာပြသပါတော့တယ်အန်နာပြန်လဲသတိထားမိချိန်မှာတော့သူကိုယ်တိုင်ပွဲကြီးပြိဿတ်ဖြစ်နေတာပါပြဆက်ရသူတို့သားနဲ့သူတို့သမီးကိုအရှင်လက်လက်မြေမြုပ်ကအပြစ်ပေးခဲ့ကြတာပဲဖြစ်ပါတယ် မကြခင်မှာဂျီနာရဲ့စွမ်းနောက်အားလုံးပြန်ကောင်းလာပြီးတော့ဝိညာဉ်တွေရဲ့လိုရသလိုသားနဲ့သလိုသမီးကိုသာခေါ်စာပြည့်ရေးပူဇော်မှာဖြစ်တယ်လို့သူမကပြောလိုက်ပါတယ်ဂျီနာကဟင်ရွာနဲ့နာနေုံကြံမင်္ဂလာပူဇော်ပွဲအတွက်ရေးပူဇော်ရမယ့်သလိုသားသလိုသမီးဖြစ်ရွေးချယ်လိုက်ပြီးလုံချုံင်းကမာနီရဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်အန်နာနဲ့ဖာရီကတားဆီးပေမဲ့ပြဒနာတွေအားလုံးကိုလည်းလက်တွေ့မြင်ခဲ့ကြသလိုစီကံဖောက်ပြသူတွေကိုရေးပူဇော်မှသာအားလုံးအစီအမေသွားမှာဖြစ်ကြောင်းတတ်သိနေတဲ့ကွာပြောပါတယ် ောက်တစ်ရက်မှာတော့ဂျီနာနွားနှကောင်လဲပင်းပြတ်ပြီးတော့ဟင်ဒရာနဲ့နာနင်းကိုအားလုံးရှိမှပဲလက်ထပ်ပေးလိုက်ကြကသူတို့နှစ်ယောက်ကလက်ဖွားကသွေးတွေကိုယူပြီးတော့သူတို့နာမည်ရေးရတဲ့အယုံနှုတ်မှာတုံလင်းလိုက်ကရေရရာသဘောနဲ့မြေမြုပ်လိုက်ကြပါလေဟင်ဒရာနဲ့နာနင်းကဝါဒီကိုတနေ့မှခွင့်လို့ပေးဖို့တောင်းပန်ပေမဲ့ဝါဒီကခါခါတီးတီးငင်းနေခဲ့ပါလေဖရန်ကီကပူဇော်ပွဲပြီးမပြီးမာနီကိုမေးကြည့်တဲ့အခါဒါသူတို့အတွက်ပထမဆုံးချိန်ဖြစ်တာကြောင့်မတိကြကြောင်းမရေမရပဲပြန်ဖြေလိုက်ပါလေဟင်ဒရာနဲ့နာနင်းကစီးဝိုင်းထဲကထွက်ခွင့်မရသေးပဲနေစီမှာ စားနဲ့ဝိုင်းနာတဲ့စီးကကျိုးပေါက်လို့သွားခဲ့ပါလေတကားကြီးကလည်းပိတ်သွားပြီးတော့ဘလို့မှဖွင့်လို့မရပဲဖြစ်သွားကဟင်ရွာတဲ့နာနေကပိတ်မိနေခဲ့ပါတော့တယ်ဖာရီတို့ကလည်းမာနီတို့ရဲ့အိမ်ကိုရောက်လာပြီးတော့တကားကိုဖွင့်လို့ရသွားချိန်မှာတော့အခန်းထဲကစားစီးဝိုင်းထဲမှာသူတို့မြေမြုပ်ခဲ့တဲ့ရုပ်ညှုပ်ကရောက်နေပြီးလူအစ်စ်တွေကပျောက်ဆုံးလို့နေပါတော့တယ်ဒါတော့မလို့သူတို့ကရုပ်တွေမြုပ်ထားတဲ့နေရာကိုပြန်လဲတူးဖော်လိုက်တဲ့အခါနတ်ဆရာမဂျီနာကသွေးပွဲပွဲအံပါတော့တယ်ဂျီနာရဲ့မျက်လုံးတွေကအယောင်ပြောင်းသွားပြီးတော့လူသားတွေရဲ့ညစ်ပတ်တဲ့လက်ကွက်တွေကမဟာရာတုကို လေစားလို့မရအောင်ပြောကလဲကြသွားပါတော့တယ်အားလုံးကဝိုင်းဝန်းတူးပေါ်လိုက်ချိန်မှာဟင်ဒရာနဲ့နာနေရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်တွေကိုမြေကြီးထဲမှာပြန်လဲတွေးရှိခဲ့ကြပါလိမ့်ဂျီနာစာမင်နဲ့မာနီတို့ကမကောင်းမှုပြုသူကအချိန်တန်တဲ့ခါမကောင်းကျိုးခံစားမှာဖြစ်ပြီးသူတို့ကလည်းဟင်ဒရာနဲ့နာနင်းကိုမကယ်တင်နိုင်ခဲ့ကြအောင်ဖာရီတို့ကိုတောင်းအမှန်ပါလိမ့်ထိုင်လန်စာဖြစ်ပျက်တွေကြောင့်ရွှေပြောင်းလှုပ်သားတွေအားလုံးကလည်းအလုံးဆက်မလုံးရဲရောတဲ့အတွက်အသီးသီးပြန်ကုန်ကြကစက်ယုံနဲ့တကားပိတ်ထားလိုက်ရပါတော့တယ် ဖာရီတို့ဖွဲ့ကသူတို့ရဲ့ရွာကိုပြန်လာကြိုင်းနဲ့တညာလုံးပင်ပန်းထားအောင်အိပ်ပျော်နေကြပါလေအမှန်တမဲ့လန်နိုးလာတော့ဖာရီကနိုးနိုးချင်းမှာအန်ဒါကိုသတိပြနဲ့လမ်းပြီးတော့ရှိုးလိုက်ပါလေအဲဒီခါအန်ဒါရဲ့ဘေးမှာကပ်ပါလာတဲ့ကရုံးသေးမှဖြူဆုဆုကြီးကိုတွေးလိုက်ရတာပါဇေယုံမှာတော့ဂျီနာနဲ့စာမင်ကအနောက်ဘက်ဂိုဒေါင်ကိုဖွင့်လိုက်တဲ့အခါနွားနာကောင်ကိုတွေးလိုက်ရပြီးဂိုဒေါင်တကားကအလိုလိုပိတ်သွားခဲ့ပါတော့တယ်နောက်ဘက်ကိုပြန်လှည့်လိုက်ချိန်မှာတော့တစုံတရာကိုတွေးလိုက်ရတာကြောင့်သူတို့လည်းထိတ်လန့်သွားရင်းနေပဲ ဒီအဖြစ်ရမှန်ဇလန်းကဒီနေရာမှာဆုံးသက်လို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီလေးရက်တင်ဆက်မှုကဒီလောက်ပါပဲအခုလိုဇက်ကားတွေတခြားမြောင်များစွာသောရသားလုံးရုပ်ရှင်ဇက်ကားတွေ recap တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနောက်အကောင့်လုံးနှိပ်ပြီးတော့စောင့်ကြည့်ကြဖို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတူပဲတင်ပါတယ်နောက်နေ့မှာပြန်တွေ့ပါမယ်ခင်ဗျာ